တဲ့ဆို64သိန်းရောင်းငယ်တဲ့63သိန်းနဲ့ပြန်ဝယ်တယ်တဲ့ဟမ်ရွှေစင်းကဟိုမှာဟိုဘက်ကတဆိုင်မှာငါတို့ရောင်းမို့သွားတာ80နဲ့တသိန်းခွဲလို့ပြောတယ်83သိန်းနဲ့ပြန်ဝယ်တယ်ဘယ်လိုဖြစ်လို့ဒီမှာနင်တို့စီမှာ64သိန်းနဲ့ဖြစ်ပြီး63သိန်းဖြစ်ရတာလဲဆိုတိုင်လို့ရှိရင်ဝယ်သွားတဲ့64သိန်းနဲ့ပဲရောင်းနေတယ်ဒါနဲ့ကျွန်တော်တို့ဆိုင်စည်းတဲ့အဲ့ဒီတော့ကျွန်မပြောချင်တာကမိမိဆိုင်စည်းကိုမိမိမှာတတ်မှတ်ပြီးရောင်းနေကြတာလားအဲ့တော့ဒါဆိုရင်အခုရောင်းရင်ပဲဈေးရမှာလေဆိုတော့63သိန်းစီတဲ့ပြည်သူတွေအနေနဲ့ကလည်း ရွှေစည်းဟာဘယ်လောက်ပေါင်စည်းရှိပါတယ်ဆိုတဲ့တိတိကျကျကျွန်တော်တို့သိချင်တယ်လေဆိုင်ရာကတော့တတ်မှတ်စည်းပြထန်းထားတယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီပေါ်မှာလုပ်ငန်းရှင်တွေကအဲ့ဒီတတ်မှတ်စည်းအတိုင်းမရောဘူးကျွန်တော်တို့ကခူးပြီးဝယ်တဲ့လူတွေမဟုတ်ဘူးရွှေလုတ်တဲ့လူတွေကကျွန်တော်တို့အခွန်900ခန့်တော့အစိုးရကိုစောင့်ပြီးတော့မှဝယ်ကြရတဲ့အချိန်မှာကျွန်တော်တို့ကိုရွှေဆိုင်တွေကမတော်မတရားလုပ်တယ်ရှင်အဲ့တော့ကျမတို့အတွက်မှန်ကန်မှုကဘယ်မှာလဲစစ်မှန်မှုကဘယ်မှာလဲကျမတို့ဘယ်သူ့ကိုဒါတွေကပြောလို့ရမလဲ ကျမတို့တွေကအခွန်ပေးပြီးဝယ်တာပြည်သူတွေကအလကားဝယ်တာမဟုတ်ဘူးခိုးဝယ်တာမဟုတ်ဘူးတခိုးတွေမဟုတ်ဘူးကျမတို့ပြည်သူတွေကတရားဝင်အခွန်ဆောင်ပြီး900ခိုင်နှုန်းအခွန်ပေးပြီးတော့မှကျမတို့ပြန်ရောင်းတဲ့အချိန်မှာကျမတို့အဲ့ဒီ900ခိုင်နှုန်းကျမတို့ခံရတာကျမတို့ပြန်မရဘူးတိန့်တရားဝင်9သိန်းဟာကျမတို့ခံရတာကျမတို့စုံးတာဘယ်မှာလဲကျမတို့တရားဝင်ရွှေစင်းဘယ်မှာလဲတတ်မှတ်ထားတဲ့ဟာဒီမတရားမှုကြီးကိုဘယ်သူကတာဝန်ယူပြီးဖြေရှင်းပေးမှာလဲ